မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းကိုကိုကျွန်းမြို့ကိုညိုစောကဝင်းကြီးချုပ်ရာထူးနဲ့တွားရောက်မဲဆွယ်ခဲ့ပြီးတော့ ကိုကိုကျွန်းဒေတာဖော်မျိုးတိုးတက်အောင်သူပဲဆောင်ရွက်ပေးနိုင်တယ်လို့ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ25ရက်နေ့မှာအချက်မဆက်တက်ကခန့်အပ်ထားတဲ့ဝင်းကြီးချုပ်ညိုစောကကိုကိုကျွန်းမျိုးကိုရောက်ရှိလာတယ်လို့ပြောပါရယ်။အခုလိုရောက်ရှိလာရမှာ၎င်းအနေနဲ့ကိုကိုကျွန်းဒေတာဖော်မျိုးရဲ့အတွက်ဆောင်ရွက်ပေးမှာဖြစ်ကြောင်းပြောဆိုခဲ့ပါရယ်။ စီးပွားရေးပညာရေးလမ်းပန်းဆက်သွယ်ရေးနဲ့ကျန်းမာရေးအတွက်အထူးဆောင်ရွက်ပေးမှာဖြစ်ပြီးတော့ဆက်သွယ်ရေးတယ်လီဖုန်းလိုင်းများနဲ့အင်တာနက်လိုင်းများကိုလည်းအဆင်ပြေစွာရရှိနိုင်ရေးအတွက်ဆောင်ရွက်ပေးမယ်လို့ပြောဆိုလာကြောင်းသိရပါတယ်။ညိုစောပြောတာက ကိုကိုကျွန်းဒေတာဖော်မျိုးတိုးတက်အောင်သူ့အစွမ်းကိုလှုပ်ပေးပါမယ်နိုင်ငံတော်နဲ့သူ့အနေနဲ့လုံနိုင်သမျှအစွမ်းကိုလှုပ်ပေးမယ်စီးပွားရေးလူမှုရေးရေအောင်စိုက်ပျိုးရေးကဏ္ဍအကုန်ဖော်မျိုးတိုးတက်စေရမယ်သူလှုပ်ပေးမယ်ပညာရေးနဲ့ဆက်သွယ်ရေးဖုန်းလိုင်းတွေအင်တာနက်လိုင်းတွေလည်းအဆင့်မြင့်ပေးမယ်ပေါ့လေးအဆင့်မီးတွေတိုးပြီးတော့ရအောင်လှုပ်ပေးမယ် အဲ့ဒီလိုတွေရှုံးရှုံးဝေအောင်ပြောသွားပါတယ်သူကကိုကိုကျုံးမဲဆန္ဒနဲ့ကနေပြီးတော့ဝင်ပြိုင်မှုရှိတယ်ဆိုတာကိုလည်းပြောတယ်ဒါပေမဲ့မဲပေးပါလို့မပြောပေမဲ့လည်းကိုကိုကျုံးဖွံ့ဖြိုးတိုးတက်အောင်သူနဲ့နိုင်ငံတော်ကပဲလှုပ်ပေးနိုင်တယ်ဆိုတာမျိုးကိုပြောဆိုခဲ့ပါတယ်လို့ကိုကိုကျုံးကမြို့မီမြို့ဖတို့ကပြန်လည်ပြောပြထားပါတယ်ကိုကိုကျုံးမျိုးကပြည်သူများအနေနဲ့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်စနစ်တကျနဲ့ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လဲမျိုးစောကတိုက်တွန်းလိုက်ကြောင်းသိရပါတယ် ရွေးကောက်ပွဲအောင်မြင်ဖို့ကိုကိုကျုံကပြည်သူတွေကအားထည့်ပြီးတော့လှုပ်ပေးကြပါအဲ့ဒါပြောသွားပါတယ်သူမကြမကြကိုကိုကျုံကိုလာပါမယ်လို့ပြောသွားတယ်လို့ကိုကိုကျုံကမြို့မီမြို့ဖကဆက်လက်ရှင်းပြထားပါတယ်ကိုကိုကျုံမြို့နယ်မှာပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်စံဖို့ပါတီကညိုစောနယ်ပြည်သူ့ရှေ့ဆောင်ပါတီကဦးဝင်းကျော်သူတို့ကရှင်းပြန်ကြမှာဖြစ်တယ်လို့သိရပါတယ်ကိုကိုကျုံမြို့နယ်မှာရှိတဲ့နန်းစီဒီယမ်ဝန်ထမ်းများစစ်တပ်ရဲနဲ့ဌာနဆိုင်ရာဝန်ထမ်းများကိုတော့ ကျန့်ဖို့ပါတီကဝင်ကြီးချုပ်ညိုစောကိုသာမဲပေးကြရန်အခုကတည်းကဌာနတွင်းမှာကြိုတင်ပြီးတော့အမိန်ပေးစည်းရုံးမှုများလှုပ်ဆောင်နေပြီဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးရွှေဘိုအချင်းထောင်အပါဝင်အချင်းထောင်အသီးသီးကအချင်းသားတွေကိုနောင်ချိုအချင်းထောင်ကိုစက်တလပိုင်းထဲမှာပြောင်းရွှေ့ဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလတတိယပတ်ထဲမှာမိသားစုဝင်တွေကိုအချောင်းချားထားတယ်လို့သိရပြီးတော့နောင်ချိုအချင်းထောင်ကိုအပုတ်ခံရပါကသွာလာရေးခက်ခဲမှနဲ့အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် ထောင်ပြောင်းရွှေ့ခံရမယ့်အကျဉ်းသားတွေရဲ့မိသားစုဝင်တွေကတော့ကရောက်နေကြရတယ်လို့ဆိုပါတယ်။နောက်ထိုးထောင်ကိုပို့မယ်လို့ဖုန်းဝင်လာပါတယ်။တခြားသူတွေလည်းပါတယ်။မန္တလေးထောင်ကတင်အယောက်30ကျော်ရွှေ့မယ်လို့ကြားတယ်။နောက်ထိုးကိုဆိုရင်တော့တွားရတာဝေးတာပေါ့။ပြီးတော့လမ်းမကစီရေးအခြေအနေနဲ့ထောင်ဝန်ဆောင်တွေ့ဖို့တော့မလွယ်နိုင်ဘူး။အခုလကုံလောက်ထောင်ကအရာရှိတွေနဲ့ညှိကြည့်ရမလားလို့တွေးထားတယ်လို့အကျဉ်းသားမိသားစုဝင်တဦးကပြန်လည်ပြပြထားပါတယ်။နောက်ထိုးအချင်းထောင်ကိုစစ်ခွေးတက်ကအော်တိုဘားလပထမဘက်ကပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးတော့အချင်းထောင်ကိုလူပြန်ဖြည့်ဖို့အတွက်အခုလိုမျိုး အချင်းတော်အသီးသီးကလူတွေကိုပြန်လည်ဖြည့်တင်းတာဖြစ်နိုင်တယ်လို့ပြောပြထားပါတယ်။နောင်ချိုအချင်းတော်ကိုပြောင်းရွှေ့ခံရတဲ့သူကတတ်တာတယ်။အခုကအချုပ်သားသားပဲရှိတာ။အရန်ကြီးတင်းကြမှာလည်းမဟုတ်ဘူး။မိသားစုဝင်တွေလာတွေ့ဖို့လည်းအဆင်ပြေပဲ။လမ်းရှိကလည်းအစိုးရဘက်ကထိန်းချုပ်ထားတဲ့နယ်မြေတွေကြီးပဲလို့အချင်းဦးစီးဌာနကဝန်ထမ်းတို့ကပြောပြထားပါတယ်။နောင်ချိုအချင်းတော်ကိုပြီးခဲ့တဲ့ဇူလိုင်လ28ရက်နေ့ကစစ်ခွဲတပ်ကပြန်လည်တင်ပတ်ရရှိခဲ့ပြီးတော့နိုဝင်ဘာလထဲမှာအချင်းတော်အသီးသီးကအချင်းသားတွေကိုပြန်လည်ဖြည့်တင်းဖို့လုပ်နေတာပဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ။နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မကွေးတိုင်းစောမြုံနယ်မှာ9ရက်ကြာပျောက်ဆုံးနေတဲ့အသက်73နှစ်အရွယ်မင်းကလေးရဲ့အလောင်းကိုဆေးရုံအခန်းတစ်ခုမှာအာရမပြုတ်ကျင့်ပြီးတော့တပ်ဖြတ်ခံထားရတဲ့အနေအထားနဲ့ပြန်လည်တွေ့ရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ22ရက်နေ့ကစောမြုပ်သီရိယရနာရက်ကွာမှာနေထိုင်တဲ့အသက်73နှစ်အရွယ်မင်းကလေးဟာဖခင်နဲ့တီကျွမ်းတဲ့ ခင်မင်သူရဲ့ခေါ်ဆောင်မှုကြောင့်နေအိမ်ကနေခစ်တာလိုက်သွားရာကနေပြန်မလာတော့တာလို့သိရပြီးတော့အော်တိုဘားလ25ရက်နေ့ချမှာရုပ်အလောင်းကိုပြန်လည်တွေ့ရှိခဲ့တယ်လို့ပြောပါတယ်21ရက်နေ့ကသူတို့အသည့်ကောင်လေးက လာခေါ်လို့ဆိုပြီးတော့လိုက်သွားတာအဲ့ဒီကလေးကနေပြန်မလာတော့တာ25ရက်နေ့ချမှာစောမျိုးစေးယုံကအခန်းတစ်ခန်းမှာအလောင်းကိုတွေ့တယ်အကြောင်းကြားမှာသွားကြည့်တော့သူတို့တမိမှန်သိကြတာလို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါတယ်။တေဆုံးသူဟာအသက်73နှစ်အရွယ်မအင်းငိန်လင်းဖြစ်တယ်လို့သိရပြီးတော့ အရင်ကမိသားစုနဲ့တီကျွမ်းဝင်ခဲ့တယ်။ကိုမင်းမင်းစုံ22နှစ်ကလိမ့်လေခေါ်ယူကတားမင်းအားပြုကျင့်ပြီးတော့တတ်ဖြတ်ခဲ့တာလို့တော်လိုင်းတပ်ဖွဲ့တွေရဲ့စစ်စေးမင်းမြန်ချက်အရာမနေ့ကညနေ4နာရီလောက်မှာတရားခဏ်ကိုဖမ်းဆီးရမိတဲ့အချိန်မှာထွက်ဆိုခဲ့တယ်လို့သိရပါဗျ။ ကလေးမလေးကိုလာခေါ်တဲ့သူကိုဖမ်းပြီးတော့စစ်ဆေးတာမှာအဲ့ဒီကောင်ကဝန်ခံတာ "तू အဲ့ဒီလိုအတ္တမကျင့်ပါတယ်"တတ်ပါတယ်ပေါ့အလောင်းကိုတော့ဆေးရုံကအခန်းတစ်ခုရဲ့ဂရင်းအောက်မှာဖွက်ထားတယ်ဆိုပြီးတော့ဝန်ခံထွက်ဆိုခဲ့တယ်လို့ဒေသခံတဦးကပြန်လည်ပြောပြထားပါတယ်တရားခံမင်းမင်းဆိုးဟာရခင်ကလည်းအတ္တမပြုကျင့်တဲ့ပြစ်မှုတချို့ရှိဘူးတယ်လို့သိရပြီးတော့လက်တလုံးမှာဒေသခံတွေကတရားမျှတတဲ့စီရင်ချက်ကိုချပေးဖို့တော်လိုင်းတက်တွေကိုတောင်းဆိုနေကြပြီးတေးရန်ပေးဖို့အထိပါထောက်လောင်းပြီးတော့ပြောဆိုနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ဂွားမြို့နယ်နဲ့အမ်းမြို့မှာ မြေမြုံမိုင်းပောက်ကွဲမှုနဲ့လေကြောင်းကနေဘုံကျဲတက်ခိုက်ခံရမှုတို့ကြောင့်အသက်၉နှစ်အရွယ်ကလင်းငယ်တအုပ်အပါအဝင်အပြစ်မဲ့တဲ့အရသားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမ်းမြို့ပေါ်မြို့ဟောင်းရက်ကွက်ကိုမနေ့ကအော်တိုဘားလ26ရက်နေ့ညနေ3နာရီကျော်အချိန်မှာစစ်ခွေးတပ်က Jet Fighter လေယာဉ်နဲ့နှစ်ချိန်တိုင်တိုင်ဘုံကျဲတက်ခိုက်သွားတယ်လို့သိရပါဗျ။မြို့ဟောင်းရက်ကွက်မှာရှိတဲ့ဦးတမ်းမောင်ရဲ့နေအိမ်ကိုစစ်ကောင်စီဘုံကျရောက်ပောက်ကွဲမှုကြောင့်နေအိမ်ထိခိုက်ပျက်စီးသွားတယ်လို့တားဖြစ်သူအသက်၉နှစ်အရွယ် တုံနံကြောင်သာမောင်ဆလိုင်းတိန်းစော်တန်းဟာဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ဘုံစားတွေဟာခန္ဓာကိုယ်ကိုထိမှန်သွားတဲ့အတွာမောင်ဆလိုင်းတန်းစော်တန်းဟာလက်ရှိမှာအရေးပေါ်စေကုသမှုခံယူနေရတယ်လို့ပြောပါဗျ။အော်တိုဘားလ24ရက်နေ့ညမှာကွားမြုံနယ်ကအရသာတူတော်တဲ့ကိုအမဲပြည့်ရန်သွားတဲ့အချိန်မှာမြေမြုံမိုင်းနင်းမိပြီးတော့ပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးခြေထောက်တစ်ဖက်ဆုံးရှုံးလိုက်ရတယ်လို့ပြောပါဗျ။ကွာမြုံနယ်ပေါတူးတိုက်နယ်ထမ်းမင်ခုံချေးွာကကိုအောင်သူဟာညနေ9နာရီအကျော်အချိန်လောက်မှာ ကိုမောင်စိုးကိုကိုနဲ့အတူတောထဲကိုအမြဲပြစ်ဖို့တွားရောက်တဲ့အချိန်မှာညာ9နိုင်ကျော်လောက်မှာဖိုးကောက်တောင်ကျောကိုအရောက်မှာမြေမြုံမိုင်းတစ်လုံးနင်းမိပြီးတော့ပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ပြောပါရတယ်။ မြေမြုံမိုင်းပောက်ကွဲမှုကြောင့်ကိုအောင်သူဟာညာဘက်6တော့ပြတ်ထွက်သွားပြီးအရေးပေါ်ဖေးကူတာမှုခံယူနေရတယ်လို့သိရပါဗျ။ရခိုင်ပြည်မှာမြေမြုံမိုင်းများတိုက်ပွဲအတွင်းမှာကြာရှိနေခဲ့ကြရတယ်။လက်နက်ကြီးကြီးများဘုံဒီများနဲ့ခဲယမ်းများကြောင့်ဒေသခံပြည်သူများဟာနေအစဉ်နှီးပါထိခိုက်ဒေဆုံးမှုတွေရှိနေကြတဲ့အတော့စစ်ကြံလက်နက်ပစ္စည်းများရဲ့အန်ဒီရဲ့အသိပညာပေးဟောပြောပွဲများကိုပုံမော်ပြီးတော့ပြုလုပ်ပေးရလိုအပ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကို အစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ နေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းစာလင်းကြီးမြို့နယ်ရေခါရွာကိုစစ်တပ်ကစစ်တပ်၄ထီးများနဲ့ဘုံကျဲချခဲ့တဲ့အတွက်နေအိမ်များပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဘာလ26ရက်နေ့ညနေပိုင်းမှာအချက်မစစ်တပ်ကစစ်တပ်၄ထီးများနဲ့တမန်ကြား PDF အဖွဲ့ခေါင်းဆောင်ကိုမဲကြီးရဲ့အိမ်နဲ့ပတ်ဝန်းကျင်ကိုဘုံးရှစ်လုံးကျဲချခဲ့ပြီးတော့ကိုမဲကြီးရဲ့အိမ်နဲ့အနီးမှာရှိတဲ့အိမ်တွေပျက်စီးသွားတယ်လို့သိရပါဗျ။လူတွေတော့မထီဘူးဗျ။ အိမ်နှလုံးမဲထိသွားတာ74ထိနှစ်စီးနဲ့ဘုံရှစ်လုံးကျဲချသွားတာပါလေးလုံးကကွဲပြီးတော့နှလုံးကတော့မကွဲဘူးခဝဲဝဲမှာတော့နှလုံးသွားကွဲတယ် PDF ခေါင်းဆောင်ရဲ့နေအိမ်ကို74ထိနဲ့ဘုံကျဲချတာလို့ဒေသခံပြည်သူကအတိအပြုပြောကြားထားပါတယ်ဒါအပြင် ဝါပေါင်းကုမ္ပဏီမှာတက်ဆွဲထားတဲ့အချက်မဲ့စိတ်ခွေးတက်ကမနေ့ကအောက်တိုဘာလ26ရက်နေ့ကအောင်ချမ်းစီရွာတဲကိုဝေယောင်စီးနေခဲ့တဲ့အတွက်အနီးနားမှာရှိတဲ့ကျေးရွာများကပြည်သူအများအပြားဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံပြည်သူများကပြောပြထားပါဗျ။ဝါပေါင်းကုမ္ပဏီအတွင်းမှာတက်ဆွဲထားတဲ့အချက်မဲ့စိတ်ခွေးတက်ကအောင်ချမ်းစီရွာညောင်မင်းကြီးလျှက်စစ်ရုံးကိုဝေယောင်ခဲ့တယ်လို့သိရပါဗျ။ ဝမ်ပေါင်ကနေထွက်ပြီးတော့အောင်ချမ်းစီကိုဝင်မွေနေတာပြီးတော့ညောင်မင်းကြီးလျှက်စက်ရုံးကိုလည်းဝင်နေတခြားရွာတွေလိုတော့ဝင်မသွားဘူးအနီးနားကရွာတွေကဝင်มาဆိုးပြီးတော့အကုန်ထွက်ပြေးကြရတာလို့ဒေသခံပြည်သူများကပြောဆိုထားပါတယ် လက်တလောစားလင်းကြီးမြို့နယ်မှာစစ်တပ်ကမြေပြင်စစ်ကြောင်းများထိုးနေပြီးတော့အထူးသဖြင့်တရုတ်ဝါပေါင်ကုမ္ပဏီကိုအခြေပြုပြီးပတ်ဝန်းကျင်မှာရှိတဲ့ကြေးရွာများကိုနယ်မြေရှင်းလင်းရေးဆိုပြီးတော့ခေါင်းစဉ်တက်ကဝင်းအောင်စင်းနေမှုများလက်နက်ကြီးများနဲ့ပစ်ခတ်မှုများပြည်သူများကိုဖမ်းဆီးတပ်ဖြတ်မှုများလုပ်ဆောင်နေကြောင်းတရင်ရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီတော့အကြမ်းဖက်စစ်အာဏာရှင်စနစ် ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ